အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ရန်မိတ်ဆွေရနဲ့ရန်သူဖြစ်သွားနေတဲ့ Elon Musk နဲ့ Donald Trump နောက်ဆုံးတရင်တွေကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တော့ခုလောက်ဆိုတော့ကြီးစုသူမိတ်ဆွေတော်တော်များများကယဉ်နင်းပြီးသားဖြစ်လေပဲ online ပေါ်မှာ Donald Trump နဲ့ Elon Musk တို့ကတကယ်ပဲကြီးကြေးတဲ့ပြဿနာကြီးတစ်ခုဖြစ်နေကြတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခဏခဏပြောနေတဲ့ one big beautiful bill ကနေစနေတာပါဒီပြဿနာကြီးက so one big beautiful bill ဆိုတာကဟိုရင်နှုန်းကလည်းကျွန်တော်တို့ခဏခဏဆွေးနွေးပြီးသားဆိုတော့ကျွန်တော်အဲ့လောက်ထိတော့အခြေချပြီးမှမပြောတော့ဘူးပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Donald Trump က one big beautiful law ခေါ်နေတဲ့ဥပဒေကြမ်းကိုသူကမိတ်ဆက်တယ်အတကူဥပဒေအတည်ပြုဖို့လိုအပ်တယ်ပေါ့နော် Senate တို့မှာသူတို့က vote လုပ်မယ်ပြီးတော့ House မှာပြန်လုပ်မယ်ပေါ့ အခုက sanes ကလည်း edit vote ကို pass လုပ်ပြီးအောင်သွားပြီပေါ့အဲ့ခါကျတော့အဲ့ဒီ one big beautiful ကြီးကိုဥပဒေအဖြစ်သူတို့ကအသတ်မှတ်နေမယ်ဆိုရင်တော့ trump လူချင်းနေတဲ့ bill border walls ပေါ့နိုင်ငံတရားကြီးကိုတိဆောက်ဖို့ဖြစ်သွားမှာပြီးတော့လည်း immigration ရဲ့ control ကိုသူကဥပဒေပြုတော့မှာ tax cut အခွင့်အရေးချမှုတွေလုပ်မှာပေါ့ ပြီးတော့ဆေးကုသမှုစနစ်တွေကလည်းသူပြောင်းလဲတော့မှာ Obama Care ကိုသူ cancel လုပ်တော့မှာပေါ့ပြီးတော့ကျွန်တော်တို့ပြုတ်ပြနေတဲ့ Iron Dome ပေါ့နော်လေချောင်းကောက်ကွေး Iron Dome ဆဆတ်ဖြစ်ပေါ့ကွာအဲ့ဒါလည်းသူတို့ကအလုပ်မှာအဲ့ဒါကတော့ချက်မြ One Big Beautiful Bill ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီနေရာလေးမှာတော့ကောင်းတာတော့အများကြီးရှိနေတယ်အဲ့ဒီထဲမှာ Elon ကသဘောမတူတာကပါလဲဆိုတော့အဲ့ဒီ One Big Beautiful Bill ကကျွန်တော်တို့ Dodge လုပ်နေတဲ့တာဝန်နဲ့ မကြိုက်ရင်ဝဆန့်ကျင်ဖက်ဖြစ်သွားတယ်ပေါ့ one big beautiful ကအများကြီးငွေကုန်စင်နေတဲ့ဥပဒေချမ်းဖြစ်နေဆိုမှအီလွန်ကတော့ဆန့်ကျင်နေတယ်ဥပမာ iron dome လို့လို့မယ်ပြီးတော့နေဆက်ကတရာကြီးလူတိဆောက်မယ်ဆိုတော့ဖတ်စာအများကြီးကုန်မှာကျွန်တော်တို့အကျွေးတွေနဲ့ရင်ဆိုင်ရမှာဆိုတော့ပြောလာတယ်အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ကြည့်ရှုသူမဲ့စမမီဒီလာလွန်ခင်းတဲ့တလအောင်ကတော်တော်လေးကို social media မှာ trump အီလွန်ကထရမ်ကိုအတကုံဆိုသွားတာအတကုံဆေးသွားတာအတကုံဆိုသွားအခုတို့တို့ညောက်အလောက်တီထရမ်ကဘလောက်တီတောင်းပြောလဲဆိုတော့ go back to south africa africa ပြန်သွားလိုက်ဆိုမှထရမ်ကအီလွန်ကိုပြောသွားတာနော်ဗီဒီယိုမှာကျွန်တော်ပြမယ်ဗီဒီယိုကျွန်တော်ပြခင်လေးမှာအကျူးအချောင်းတွေကိုရှင်းပြပြစေကြရဆုံးတော့ဒီပြဿနာကြီးကဘာကနေစလဲဆိုတော့ one big beautiful billion စတယ်အဲ့ဒီဥပဒေချက်ကို Elon Musk ကတဘောမတူဘူး ဆိုတော့အီလွန်ကပြောခဲ့တယ်ဆိုကျွန်တော်ပါပါတီအစ်တူထောင်မယ်တဲ့မင်းတို့ဒီ one big beautiful bill ကိုစီနေကနဲ့အတီးပြုတ်နေမယ်ဆိုရင် pass လုပ်နေမယ် on ခုပေးနေမယ်ဆိုရင်အဲ့ဒီ on ခုပြည်နဲ့တနေ့မှာပဲကျွန်တော်ကပါတီအမေရိကပါတီဆိုရောစာပါတီအစ်တခုတူထောင်မယ်ဆိုပြမတီထောင်မယ်ဆိုပြမကပအချမ်းသာဆုံးအီလွန်မတ်စ်ကတတိပေးလိုက်တယ်သူက ဟောဖက်လေးမရအောင်ဒီဖက်လေးမရအောင်ဘောနော်ဟောဖက်ဒီဖက်မသွားနေတဲ့အဆွင်းရောက်ဘောနော်အဆွင်းရောက်မရှိဘဲနဲ့အလေးလက်မှာရှိနေတဲ့ American ပြည်သူလူထု80ရာခိုင်နှုန်းကူစားပြုနေတဲ့ပါတီမျိုးတည်ထောင်မယ်ဆိုပြီးမှတော့ Elon Musk ကပြုနေတယ်အခု Elon ကအခု America ရဲ့ party system က right and right and left လို့မျိုးဖြစ်သွားတယ်ဘောနော်ဆိုတော့တချို့လူတွေကအဲ့ဒီထဲမှာဟောဖက်လေးမရအောင်ဒီဖက်လေးမရအောင်ရှိတဲ့လူတွေလည်းရှိနေတယ်အဲ့မှာ80ရာခိုင်နှုန်းပေါ့အဲ့ဒီလူတွေအတွက် ျွန်တော်ကပါတီတူထောင်မယ်ဆိုမှအီလွန်ကပြောလာတယ်ဆိုတော့အခုသာပြီးတော့အီလွန်ကပြောနေထပ်ပြောတာပါလဲဆိုတော့အစူရရဲ့အသုံးစရိတ်ရှော့ချမယ်ဆိုပြီးမှမင်းဆွေခေတာတဲ့ကွန်ဂရက်လို့တော့အမတိုင်းကလည်းပေါ့နော်အခုကြတော့တမိုင်းမှာအကြီးမားဆုံးတော့ကျွေးမီမင်းကျွေးမီမင်းတမှုဖြစ်စေမဲ့ပေါ့မေးပြနေကြတာဟာတဲ့ကောင်းမဖော်နိုင်လောက်အောင်ကိုရှေ့ရအတင်းစရာ ကိစ္စတစ်ခုဖြစ်တယ်ဆိုမှပြောလာတယ်။မင်းတို့မရှက်ဘူးလားဗော။ဒီဒီကိစ္စကိုလုံနေမယ်ဆိုကျွန်တော်တို့ကအစူရရဲ့အတုံးစိတ်ကိုရှော့ချဖို့ဂျူးစားနေတာ။ဒါပေမဲ့အဲ့ဒီ one big beautiful g ကငွေအများကြီးကုန်စင်မဲ့ဥပဒေဖြစ်နေတယ်။အခုအလွတ်တော်အမှတ်တွေအခုလိုမျိုးဗော့ပေးတာ။တမိုင်းမှာမင်းတို့ကောင်းဖို့ရတော့ရှက်ရှာရတဲ့နဲ့အချက်တစ်ခုကြည့်ပြီးမရှက်ဘူးလားခင်ဗျားတို့ဆိုမှအလွန်ကပြောလာတယ်ဗော။ဆိုတော့အလွန်က ဒီကိစ္စအခုတော့အောင်သွားပြီပေါ့ကွာ one big beautiful chick က pass ဖြစ်သွားပြီအီလွန်ရဲ့ရက်စိုက်ဇူးနေတယ်ပါတီအထောင်ပဲဆိုမှသူကအောက်ထီတောင်ပြောသေးတယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာဘာဖြစ်ခဲ့လဲဆိုတော့ Donald Trump ကလည်းသူ့ကိုပြောနေတယ်မင်းမချိုက်ဘူးဆိုတော့ South Africa သွားလိုက်ဆိုတော့ပြောတာရှိသေးတယ်ပေါ့တခုဒီမှာရှိသေးတယ်အာအီလွန်ကဘာပြောခဲ့လဲဆိုတော့သူ့ရဲ့ X မှာဘယ်လိုရေးသားခဲ့လဲဆိုတော့ကျွန်တော်ရဲ့တိုင်းပြည်ဟာတဲ့ ဒီမိုကရက်တစ်နဲ့ရီပပ်ဘလစ်ကန်သပါတီအမီခန်မော်ရှိတယ်ဒါပေမဲ့သူတို့ကပါတီလိုဖြစ်နေတာတဲ့အခြားအခြားသောနီလန်ပေါ်တော့ရွေးချယ်စရာတခုတော့လူအပ်ပါလို့ဆိုမှအီလွန်ကပြောလာတယ်။ဥပမာအထူးအဖြစ်ဒီမိုကရက်တစ်မချိုက်တဲ့လူတွေရီပပ်ဘလစ်ကန်မချိုက်တဲ့လူတွေအတွက်တခြားသောရွေးချယ်စရာပါတီပါတီအတစ်တခုတော့လူအပ်တယ်ဆိုမှအီလွန်ကတော့ပြောနေတယ် ဆိုတော့ဒါရီအဲ့လာမတဲ့အဲ့လာမပီတူရဲ့အတန်ရှိမှဆိုပြီးတော့ပြောလာတယ်ဆိုတော့အခုကတော့ဘယ်လိုပြောမလဲဒီ Trump ရဲ့ one big beautiful billion ဥပဒေချမ်းကြီးကို Elon Musk ကတော့တတော်လေးကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တာပေါ့ဝေဖန်ခဲ့တာကိုကျွန်တော်တော်တွေ့ခဲ့တယ်ပေါ့ဒါဆိုတော့ Trump အောင်မပြောခဲ့လဲ Trump ကဘယ်လိုပြောခဲ့လဲဆိုတော့ Elon Musk အနေဖြင့်အဲ Elon က Trump ကိုဝေဖန်ပြီးတဲ့နောက်ပိုင်းမှာမနေ့က Trump ကပြောခဲ့တယ် အလမတ်စ်အနေဖြစ်တဲ့အစူရရဲ့ထောက်ပံ့ခြင်းမရပါကတဲ့ခမရရဲ့ဆိုင်တွေကိုပိတ်ပြီးမှပေါ့ခမရလာနေတဲ့ဇာတိတောင်အာဖရိကတို့ပြန်သွားနိုင်ပါလေစုမဒိုနယ်ထရမ့်ကအလမတ်စ်ကိုသူ့ရဲ့ social truth media ကနေပြန်ချသွားတယ်ပြန်ဆိုသွားတာပေါ့သူကပြောနေတယ်ကျွန်တော်တမရဒီအီလွန်ကပေါ့နော်အရင်တုန်းကဒီထောက်ခံမှုမပြခင်ကလေးကလည်းပေါ့နော်အီလွန်ကအဒိုနယ်ထရမ့်ကိုထောက်ထောက်ထောက်ခံမှုမပြခင်ကလေးကလည်း တမလားထရမ့်ကြီးကအဲ့ဒီ EV ရဲ့ mandate ကိုပြင်းပြင်းထန်ထန်ဆက်ကြည့်ခဲ့တယ်ဆက်ကြည့်ခဲ့ဖူးတယ်ကွာအာ EV mandate ကျွန်တော်တို့မလုပ်ဘူးဖြတ်မယ်ဆိုမှလေသူကမေးဆွေစီယုံတုံးကလည်းလုပ်ခဲ့တယ်အဲ့ဒါကအဒီအဓိကအပိုင်းထားပြီးမှလည်းလုပ်ခဲ့တယ်အဲ့ဒီတုံးကလည်း Elon ကအတိနေတယ်ပေါ့အခုကြာမှာပြီ Elon ကကျွန်တော်ကိုအတကုံလာတိုက်ခိုက်တယ်ပေါ့သူရဲ့ EV mandate ကိုကျွန်တော်ဖြတ်စီပြလို့ဖြစ်ပါပါဆိုမှ Trump ကတော့ပြောနေဒါကတော့ရေးစရာဖြစ်နေတယ်ပေါ့ဆိုတော့ main ကအဲ့လောက်ထိတောင်မကြိုက်ဘူးဆိုတော့ဒီ subsidy ပေါ့ကျွန်တော်တို့ခေါ် ါ government subsidy လို့ခေါ်နေတဲ့အစုရအထောက်ပံ့ဂျေးကိုဖြတ်ပလိုက်မယ်ပေါ့အဲဆိုမြန်မာဆိုင်ကိုတင်းတော့အာဖရိကမှာပြတ်သွားစုမှာအထောက်ပံ့ပြောသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော်တော်လေးကိုအာနဦးစလုံးကတောင်းချက်လာပဲ right တစ်ချက်လောက်သုံးသူ Trump ကိုယ်တိုင်ကဘာပြောခဲ့လဲကျွန်တော်ပြမယ် Trump ကိုယ်တိုင်ကဘာပြောခဲ့လဲဆိုတော့ဘရစ်တတ်တို့မျက်မြင်တက်တင်နဲ့ကြည့်ပါเนาะအဲ့ဒါမှပဲဂူပိုင်ဆုံးဖြတ်ချက်လို့ချက်လာပေါ့เนาะကျွန်တော်တို့ရဲ့ ဗီဒီယိုလေးကိုသဘောချရဲဆိုတော့ YouTube မှာ Subscribe လုပ်ပေးချင်အပ်ပေးလို့ရပါတယ်။ဒါဆိုတော့ Donald Trump ကဘာပြောခလဲချစ်ချစ်ရအောင်။ကဲနော်။ EV mandates and except, you know, he's very upset about things, but you know, he could lose a lot more than that. I should tell you right now. Some got a bill near him. General EV mandate, Chopin, and he longer to do the same to it. I'm as soon as Dita Maga took a push on shore, I'm actually she that she did about. Some got a bill there. တနည်းအားဖြင့်ပြောရမယ်ဆိုရင်သူ့ကိုသူ့ IMI vendor mandate တာမကဘူးကွာသူ့ရဲ့ rocket g သူ့ရဲ့ starling g ကိုဖြုတ်ပေးလို့ရတယ်ဆိုတဲ့သဘောပါကွာအဲ့ဒီအမှပြောရမယ်ဆိုရင်တော့ rocket လို့ဖြုတ်ရတဲ့အတွက် starling လို့ဖြုတ်ရတဲ့အတွက်တော့ chain နဲ့ neuralink company run ဖြုတ်ရတဲ့အတွက်အစုရရဲ့ subsidy လို့ခေါ်နေတဲ့အစုရရဲ့အထောက်အပံ့ကြေးကိုအများကြီးပေးခဲ့တာဟုတ်အာအမှဆိုရင် EV mandate တွေကလည်းကျွန်တော်ကိုမဆက်ချင်ဘူးပေါ့တော့အဲ့ဒီကိစ္စနဲ့ Elon Musk ကဆက်ပြတ်သွားတာပေါ့ အမှန်ဆိုရင်ဒီထက်ဒီထက်ပူမြအောင်သူကလည်းရှုံရှုံနဲ့ချေရှိရဆိုမှအချက်ကတော့ပြောနေတယ်ပေါ့နော် Elon, Elon to lose a lot more than that. Are you going to deport Elon Musk? Elon Musk, you mean that you're going to pull my super reporter? I mean it, man. I don't know. We have to take a look to the road. We might have to put. Dosh on Elon, guys. No? Elon ye lene ko Trump ga pyan dong bi ma. Elon ko pyan chale pung pao la la. Brother no mat mi de la. Jishu du mei zi mat mi de la. Dosh shura ga. Asu ya mit di sui song yi ta na bo ro. Ba tu lo ke pu le. USAID tu toa company dai ko toa re. Oh di institution dai ko toa bi ma se se ni cha re. Trump ကပြောနေတယ်ကျွန်တော်တို့ Dodge ကိုပြန်တော့တုံးချပြီးမှ Elon ကိုပြန်စစ်ဆေးနိုင်တယ်ပေါ့တော့ Oh my god Trump ကတော့ Elon ရဲ့လက်နက်အမှဆိုတော့ Dodge ဆိုတာကအမှပြောမယ်ဆို Elon ကတီထွင်ထားတဲ့ဌာနကြီးกว่าအဲ့ဒီဌာနကြီးကိုပြန်တုံးချပြီးမှ Elon အပေါ်မှာတော့ပြန်စစ်ဆေးလုပ်ရင်လုပ်မယ်ဆိုမှ Trump ကတော့ပြောလာတယ်ကြည်စမ်းပါအောင်အလုံးကမိတ်ဆွေကလည်းရန်သူတော့မင်းမင်းလာကလားအတတ်မလားချမလားဆိုတဲ့အနေထားရှိတယ် and they taught you You might have to put Doge on Pilon. You know, you know Doge? Mm. Doge is the monster that, have, that, might have to go back to eat Elon. Uh. <laughs> <laughs> no. Doge is a monster. And the monster, Jiga. Pian dobi ma do Elon ko pian salo ya re zo pyo Monster. Damn. This morning, the Trump Elon Musk feud is back on. As lawmakers worked, as we are now been talking about overnight, the president worked the social media hitting back at Musk. In a late night post, Trump suggested that Doge should investigate federal money that Musk's companies have received, at writing and at one point that Elon may get more. Trump got bill out Oh my God subsidy than any human being in history. By Rob, you know, Elon may get more subsidy than any human being in history. Any Asuya ya top pan jega Elon ga be miasu ya de lupo ku pinai chishi de bo. By far a kuti ro, tamai de chao long ma bo. Without subsidy, Elon would probably have to close up shop and head back home to South Africa. Subsidy, Asuya ya top pa ma pa bene. <laughs> perhaps we should have dodge take oh my god အဲ့ဒီ dodge ကိုတော့အီလွန်ပေါ်မှာပြန်တုံးချဖို့လုပ်တင်တယ်ဆိုမှပြောလာတယ် And without subsidies, Elon would probably have to close up shop. Yeah. Perhaps we should have Doge take a good hard look. Musk earlier had picked back up on his attacks on the president's wow. massive tax and spending bill. I remember, he called it disgusting at one point. Musk even vowed to back primary challengers for any lawmaker who voted for it. Or he also said he could start a new political party if the bill passes. Mm. Elon got it. Don't say to be mad. Eddie, who put a lawmaker in Kutukale Pula? I want to know. I could have a two week of women. Show on to no ပါတီတီထောင်ဖို့ရအတွက်အေလွန်ကစဉ်းစားလာရစဉ်းစားလာတယ်နော်အဲနော်အရင်တုန်းကလောပခုံးချင်းချိတ်ပြီးမှ best friend မော်နော်လားမင်းနဲ့ငါနဲ့ဆိုမှဖြစ်နေတဲ့လူနှစ်ယောက်ကြီးကအခုကတော့ကြိုက်မလားတတ်မလားဖြတ်မလားဆိုတဲ့အနေအထားလိုဖြစ်လာတယ် That's gold tracking this element of this ongoing story and saga. What's going on here this time? Yeah. Yeah, Kate, this is significant because this is the first and starkest political threat that Elon Musk has made about his political future. We were waiting. There's lots of questions. What will Elon Musk really do going forward in the midterms? Remember, he had said he was going to kind of step away from the political spending. And it should be taken seriously because so, you know, 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 အမေရိကန်နိုင်ငံအတွက်လုံလောက်တင့်တလောက်တော့ကျွန်တော်တုံးပြီးပြီဆိုမှအီလွန်ကပြောခဲ့ဖူးတယ်လွန်ခဲ့တဲ့နှစ်ပတ်နှစ်ပတ်နှစ်ပတ်တလောက်တော့မကြာသေးဘူးအခုကအီလွန်ကနော်ထရမ့်ရဲ့ midterm election မှာရှုံးအောင်ပြန်လုပ်ဖို့လုပ်နေတယ်ပါတီတက်တော်တီထောင်ဖို့ရင်စဉ်းစားလာတယ်ပေါ့ skits laser focus gets obsessed with something He has the willpower and he has the funds to get it done. Hmm. Now, he made essentially two really big kind of threats and promises over the last 12 hours or so. The first, as you know, he said he will uh, back any primary challenger in Congress who has talked about reducing government spending but then voted for this big, beautiful bill, saying it will be the last thing he will do on earth. Oh, big, beautiful bill we are in this, we are leaning on this. And without the tax cut that was put into place by President Trump and Hillary, breaking news <laughs> that Senate passes Trump big beautiful billboard. So Trump yeah, Luchina, Trump Yadwabi. Senate got a vote Ma. Trump can hear that. So any big beautiful bill got Senate Maro on that. That House ma piantoya umetinde. House ma digesa ku. ြန်ဆွေးနွေးရအောင်မဲ့ house ကအတီးပြုဖို့လို့အဲ့လိမ့်မဲ့ထင်တယ်ပေါ့ဆိုတော့အဲ့ဒီ house ကအတီးပြုသွားပြီဆိုတော့ Donald Trump ရဲ့ပန်းနိုင်ကတော့ရောက်သွားပြီဆိုတဲ့သဘောပါဆိုတော့အခုက big beautiful bill က pass ဖြစ်သွားတယ်ပြီရှင်ပြီးသွားပြီ Elon ကဘာဆက်လုပ်မလဲဆိုတာရှိသေးတယ် Elon ကပြောနေတယ်ခင်ဗျားတို့အဲ့ဒီ big beautiful bill ကို pass လုပ်နိုင်မယ်ဆိုရင်ကျွန်တော်ကတော့မင်းတို့ကို next mid term မှာကြာကြာအောင်ကျွန်တော်လုပ်မယ်ဒါတော့မကဘူးပါတီတောင်ထောင်မယ်ဆိုတော့ပြောလာတယ်ဆိုတော့ Elon တော်တော်ရှုံးသွားပြီဒီမှာတော့ So, Elon ka next step balo ma le. Da ka me khun thau sia mya ji Trump ka lo na ya twa bi. Da ni ya pyo ya me na big beautiful bill ka pass pyo twa bi Low me ka ring ka le lo pass lo twa bi kwa. On on His first term, if that's allowed to expire today, if this bill does not pass, that hikes taxes for 68% working America. Right. And the biggest tax cuts, rather, would be for the lower household income. So, uh, and also the, the pro-growth aspect of this, right? We want to grow this nation. We want to grow the economy. Uh, and taxes are a central part of that, particularly for corporations. Hold the vice president breaking the tie uh. right now, which means they had some uh, votes from those Republicans. This bill, the big, beautiful bill, has passed because the vice president of the United States, J.D. Vance, has come to the Hill more than once thinking that he would do this. And so, oh, my U.S. <laughs> the border is and a big beautiful bill no no vote pere luka ngasi any sanai ma luti yashi hira ko luti yashi kire lowa ma tiyirin cha ne yes ကဗုတ်ပေးတဲ့လူက90ဖြစ်နေတယ်ဗုတ်က no လို့ဗုတ်ပေးတဲ့လူက90ဖြစ်နေတယ်အကြည့်ပါလောကတည်ကြီးဖြစ်နေတယ်လောကအကွတိပဲအေးတည်ကြီးကော90 90ကွာဒါဆိုတော့သူကနိုင်သွားမလဲဟောသူတို့ equal မဟုတ်ဘူးလားဗော no အဲ့မဟုတ်ဘူး vice president ကဗုတ်ပိုင်ခွင့်ရှိနေတယ်အခါကျတော့ vice president ကဗုတ်သွားတဲ့ခါကျတော့ yes မှာက90ဖြစ်သွားတယ် no မှာက90ဖြစ်သွားတယ်အေးတမတ်လေးတွေကွာသွားတာ ဒီ US နိုင်ငံရဲ့ရင်းမှာတော့အဲ့ဒါသဘောကျဆုံးက Vice President ကသူ့ရဲ့ vote ကအရင်ကြီးကြီးနေတယ်ပေါ့အဲ့လိုမျိုးဖြစ်ဖြစ်တာအရင်ခေးရအရင်ရှားတယ် Senate မှာ vote လုပ်တာက50 50ဆိုတဲ့တကြီးကလုံးဝအရှားတယ်ဟောမြောက်ဘဝဖြစ်တော့ဟောပစ် group ကနိုင်တာတော့ဒါမှမဟုတ် defect group ကနိုင်တာတော့အဲ့လိုပဲရှိခဲ့ဘူးတယ်ကွာဒီတစ်ခါကတော့ yes နဲ့ no က50 50ဖြစ်နေတယ်နောက်ဆုံးချမှာဘသူ့ရဲ့အာနာနောက်ဆုံး final power က vice president စစ်မှရှိနေတယ် vice president က yes vote ခါကြတော့ငါ stevie သွားတယ်ဟိုဘက်ကရှုံသွားတယ်ဟောလုံးဝဆိုတော့တည်ကငါ50 and when he showed up this morning they were right he would be needed he has done it let's listen mm -hmm. and see if there is any audio that we can take in okay pursuant to the order for february 29 1960 yeah <laughs> the hour of 12 noon having arrived, the Senate having been in continuous session yesterday, the Senate will suspend for a prayer by the Senate chaplain. All right. So, okay. President Trump calls his big, beautiful bill, which could be headed for a final vote in the Senate after a long day of debating amendments to it and perhaps for some Republican members, staring into the abyss. Here's why. Polling consistently shows it is. Ah, ngayon ako manew sa siro. Ako ang dami siro ba mapius yam siro ako no. So damn, that's it, guys. Bulu tubo yala, no. Long wa ako ah chine ka. Oh, long wa ako ilon na. So ji shu tumi siro ni ni. Oh, butu pa ko pa thala le. Di di ma comment ma le win ye chaba. Ada so tachet lao di ma piu ji yao. Ba chong. Democratic Party party တွင်က big beautiful bill ကိုမချိုက်ကြရတယ်ဆိုတာရှိတယ်။သူတို့ကတော့အခုလိုမျိုး Donald Trump ရဲ့ဥပမာကွာ tax cut တို့ဘာငယ်တော့ကြည့်ပြစကျွန်တော်တို့ကောင်းတယ်။ဥပမာ Trump ကပြောနေတယ် big beautiful bill မှာဒီအလို့တမားရင်းတော်တော်များများကအရင်တော့ tax အများကြီးပေးတယ်ပေါ့။ tax အများကြီးပေးတယ်အခုကအဲ့ဒီ tax အများကြီးကို cut ပေးမယ် tax နည်းနည်းလေးပေးမယ်။သူတို့ဝင်ငွေကိုသူတို့ပဲတင်းပစရပါစေစုမှာပါတယ်။ဒါကတော့ရန်ကောင်းနေတယ် ီးတော့ over time လုပ်နေမယ်နော်အချင်းပူလုပ်နေမယ်ဆို tech ပေးစရာမလိုတော့ဘူးပေါ့အဲ့လိုမျိုးပေါ့အဆအဆရရ tip ပေးစရာမလိုတော့ဘူးပေါ့ US မှာ tip ဆိုတာအရင်အရေးပါနေတဲ့ကိစ္စအပြီးတစ်ခုဖြစ်လာတယ်နော် US မှာရှိတဲ့မိတ်ဆွေတိုင်းကတည်နေတယ် tip ဆိုတာကအလုပ်တစ်ခုလိုမျိုးအရေးပါတယ်လို့ဖြစ်သွားတယ်ဒါက tip ပေးစရာမလိုဘူးပေါ့ကျန်တဲ့ tech tech cut ပိုင်းမှာတော့တော်တော်လေးတော့ကောင်းနေတယ်ဒါမဲ့အဓိကမသူတို့မကြိုက်တာကပါလေဆိုတော့အဲ့ဒီအမေရိကရဲ့ကာကွယ်ရေးစနစ်ပေါ့နော် iron dome ဒီထောင်မတီဆောက်မယ်နေစဒေသမှာ built ဘာလဲ border walls ပေါ့ဒါဒါကြီးဆောက်မယ်ဒါဝင်က it require a lot of money huge amount of money ပတ်စံများများကုန်မှပဲလုပ်နိုင်လို့ရမယ်ကိစ္စအကြီးကြီးဖြစ်လာတယ်အဲပြီးတော့အဲ့ဒီ immigration နဲ့ပတ်သက်လာတဲ့ဆိုရင်တော့ democratic ကလုံးဝမကြိုက်ဘူးဒါကဘယ်လိုပြောဒီလိုအပြုတ်အမူကလူသားချင်းစာနာ မေရှော်မှုဖြစ်လာတယ်ဆိုမှပူဝေဖန်ကြတယ်ပေါ့နော်။ဒါ Trump ကတော့အဲ့ဒီနေဆက်ကလည်းလုံးဝတရားကြီးတွေစောင့်မယ်။တရားမဝင်ဝင်လာတဲ့သူတွေကိုပြန်ပို့မယ်ပေါ့။အခုကလည်း immigration ကြီးကဆလာတယ်။တကယ်ဆလာတယ်။နော်စာဖူးပဲလောက်လာတယ်။ဖမ်းသမျှအကုန်လုံးပို့လာတယ်။ဘာဖြစ်လို့လဲသိလား။အရင်တုန်းကတော့တချို့တရားသူကြီးတွေက Donald Trump ကိုတားခဲ့တာကိုဆိုတော့ ICE ကတရားမဝင်တဲ့လူကိုဖမ်းရင်တော့မှပြန်ပို့လို့မရဘူး။ အခုက Supreme ရဲ့ Court ကြီးကတရားရုံးချုပ်ကြီးကတရားသူကြီးတွေကတော့တော်တော်လေးလောက်ရကိုမတားကြနဲ့တော့အစုမအမိန့်တွေထုတ်လာတယ်။အခုကသူတို့ကအဲ့ဒီတရားမဝင်တဲ့လူတွေကိုဖမ်းတာကိုပြန်ပို့တာကိုဆလာတယ်။ Immigration deportation ကိုဆလာတယ်ပေါ့။ပြန်ဆလာတယ်။အော်တဖြည်းဖြည်းပို့လာတယ်ပေါ့နော်။ဒါကလည်းဖြစ်နေတယ်။အဲ့ဒါကြောင့်ဒီ Big Beautiful Building အားလည်းပါနေတယ်။အဲ့ဒါကတော့ Democratic Party တွေကအချက်မျိုးလောက်ရကိုလုံးဝမကြိုက်ဘူးဆန့်ကျင်တယ်ပေါ့နော်။အေးအဲ့ဒါ so အဲ့ဒီ big bureau of tech ကဆိုတာက Donald Trump က oh 22017ကနေကနဲ့အခွင့်လျှော်ဥပဒေကြမ်းကိုထုတ်လိုက်တာပါအခုမှပဲကောင်းတယ်ဖော်ဖူးလုပ်နေတာပါเนาะအဲ့လိုဖြစ်နေတယ် so democratic တွင်ကဒီဥစ္စာကိုတဲ့ tech cut လုပ်ရင်တောင်မှတဲ့ဒီချမ်းသာတဲ့ company ကြီးတွေအတွက်ပဲအကျူးဖြစ်စေမယ်ပေါ့ကျွန်တော်တို့စီးရဲသားတွေအတွက်ဘာမှအကျူးမဖြစ်ဘူးပေါ့ tech cut ဆိုတာ all right တနည်းအားဖြင့်ပြောရမယ်ဆိုကျွန်တော်တို့ခင်ဗျားတို့အလုပ်လုပ်တယ်ခွာ ကျွန်တော်တို့ခင်ဗျားတို့လုပ်တယ်ဒီမှာတလမှာဒေါ်လာ9000ခွဲ1000 9000 4000ရတယ်ဆိုပါဆိုအမေရိကမှာအဲအရင်တော့က9000 4000လေးကနေကျွန်တော်တို့ tax ပေးတဲ့ခါကျတော့900လောက်ပေးတယ်ကွာ4000နဲ့900ကျန်တယ်ကွာဥပမာပေါ့နော်ဒါပေမဲ့အခုက tax ကလုပ်တဲ့ခါကျဆိုတော့9000 4000နဲ့အာ800လောက်ကျန်ပြီ200 tax ပေးတယ်ပေါ့အဲအဲ့လိုမျိုးကျွန်တော်ကဝင်ဝင်ပူများမှာပါပေါ့ဒါပေမဲ့ဒါကအနေကြီးမဖြစ်နေတဲ့ တာမန်လူတွေအတွက်တိတ်မထူးခြားဘူးပေါ့ဒါပေမဲ့ company ကြီးတွေအတွက်တော့ဒါကအရန်အကျိုးရှိရပေါ့ဥပမာ company ကြီးတွေကစစ်မှာ1 billion 10 billion tax pay ရတယ်ဒါပေမဲ့အခုက1 billion 10 billion tax 10 billion 20 billion ကို tax pay ရမလို့တော့ပေးနေဥပမာ1 billion လောက်ပေးမယ်ကွာ၄သိန်း၅သိန်းလောက်ပေးမယ်ကွာအခါကျတော့အမေရိကရဲ့အစူရရဲ့ income ကလည်းနေလာပြီပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲအမှားလေး Elon ကပြောနေတယ်ကျွန်တော်တို့ကအကျွေးတွေများကြည့်ရှိနေတယ် အဲ့ဒီအကျွေးတွင်ကတထေးတွင်က tax ပေးနေတဲ့ဥစားကြီးနေပြန်ဆက်လို့ရမယ်ပေါ့အဲ iron dong ကလည်းမလုံနဲ့နော်ပြီးတော့နေဆက်တင်တရဲ့ဒဒါကြီးကလည်းမဆောက်တော့နဲ့ဖစာအများကြီးကုန်နဲ့ကျွန်တော်တို့တော့မှအခုအကျွေးတွေအများကြီးရှိနေတယ်အခုခင်ဗျားတို့ဒီလူသားလုံနေမယ်ဆိုရင်တော့အကျွေးကထက်တူးထက်တူးဖို့ပဲရှိနေတယ်နော်နောက်ထပ်3 trillion လာ5 trillion လာထက်တူးဖို့ပဲရှိနေဆိုမှဝေဖန်နေကြတယ်အဲ့ဒါကိုမတိုက်ခဲ့ကြတာပြီးတော့ Obama care သူရဲ့စေကူတမှု အိုဘားမားကကစေကူတာဟုအခမဲ့စနေဖြစ်နေတယ်အဲ့ဒါကိုသူကဖျက်ဖူးလုပ်ပြီးမှထရမ့်ကနောက်ထပ်ဒီ big beautiful health care bill လို့ခေါ်နေတယ်အဲ့ဒါကိုတည်ထောင်မယ်ပေါ့ဒါဒါကလည်းအခအခမဲ့လေဖြစ်ဖြစ်မှာပါသူကလည်းဒါပေမဲ့တချို့ democratic green ကဒီအချံကဘယ်လိုပြောမလဲတားနဲ့ချီတဲ့လူတွေကစေကူတာမှုကိုရှုံရှုံဆဲမဲ့ဆူမှာတော့မကြိုက်ဘူးပေါ့တော့မဟုတ်ဘူးဒီကိစ္စကလည်းအခမဲ့ဖြစ်မှာပါဆူမှာ truck ကတော့ပြောနေတယ် but democratic green ကအဲ့ဒီ obama care ဖြစ်စည်းတာကိုလည်းတို့ကမကြိုက်ဘူးဖြစ်နေတယ်။အဲဒါက big beautiful bill ရဲ့နော်အကျန်နီးအဖြစ်သူ့ရဲ့ပုံရိပ်ကအဲ့လိုပုံစံဖြစ်သွားနေတယ်ပေါ့။ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။အာအနီးဆုံးအနီးဆုံးရန်သူဖြစ်သွားပြီပေါ့လေ။ဟုတ်တယ်။ That's it. ဆိုတော့အခုလက်ရှိမှာ New York ရဲ့ mayor အကြောင်းတော်တော်လေးခက်စားနေတယ်။ဒီကောင်ခဇော်ရမ် အာဇောရမနာနီလို့ခေါ်နေတယ်ဇောရဇောရမနီလာဇောရမနာနီလာ သူရှိနေတယ်အဲ့ဒီကိစ္စကလည်းအခုအမေရိကရဲ့နိုင်ငံရေးတမိုင်းမှာဆိုနည်းနည်းခက်ဆားလာတယ်ပေါ့တော်တော်လေးကို trending ဖြစ်လာတယ်ဒီကောင်က democratic socialist တမားဖြစ်နေတယ် trump ကတော့သူ့ကို communist လို့ခေါ်နေတယ်ပေါ့အဲ့ဒီအကြောင်းတွေကိုလည်းကြီးစုသူမိတ်ဆွေအနေနဲ့စိတ်ဝင်စားနေမယ်ဆိုရင်ကျွန်တော်ဒီညမှာပဲပြန်တင်ပေးမယ်ပေါ့အမေရိကရဲ့လက်ရှိချင်းနေနယူးယောက်နယူးယောက်ကအမေရိကမှာလုံးဝအကြီးဆုံး မြို့တစ်ခုဖြစ်နေတယ်လူဦးရေလည်းများကျုံဆိုမြို့တစ်ခုဖြစ်နေတယ်အဲ့ဒီနယူးယောက်မေယာကတော့ Donald Trump ကိုလုံးဝဆန့်ကျင်တယ် Donald Trump နဲ့ဒီနယူးယောက်မေယာကတော့ခွေးနဲ့စိတ်လူပဲပေါ့တော့တော့ကုံမုန်းနေတယ်သူကတော့ပြောနေတယ် I am the worst nightmare for Donald Trump ဆိုမှပြောလာတယ်နော်ကျွန်တော် Donald Trump ရဲ့အာအော်ဒါကိုလုံးဝနားခံမှာမဟုတ်ဘူးနားထောင်မှာမဟုတ်ဘူးပေါ့ဆိုတော့နယူးယောက်မှာက ICE တွေလာလာရင်တော့မှ ဖမ်းခွင့်ပေးမှာမဟုတ်ဘူးပေါ့အဲ့လိုမျိုးပြောတဲ့ဆိုတော့ Trump ကဘာပြောခဲ့တယ်သိလားအဲ့ဒီ New York ရဲ့မေယာကကျွန်တော်တို့ရဲ့အမိန့်တွေကိုမနာခံဘူးဆိုရင်ကျွန်တော်တို့သူ့ကိုဖမ်းမှာအဲ့တော့တော်ချင်းချောက်လာတယ်ပေါ့အေးအဲ့ဒီဦးကြီးကလည်းတော်လေးပြဿနာရှိလာတယ်ပေါ့အဲပြဿနာဆိုတာထက်ဇလန်တပုတ်လိုမျိုးပေါ့ကွာဟောတယောက်တစ်ယောက်မတည့်တဲ့ចောင်းတွေများကြီးရှိလာတယ်ဒီကိစ္စတွေကလည်းကျွန်တော်တို့အချိန်ရတယ်ဆိုရင်တော့နောက်မှပြန်ပြပေးမယ်ပေါ့နော်ပါတီထောင်တော့ကလွေပေါ့မလားတဲ့ အာသူ့မှာတော့ fund ရှိတယ်ပေါ့သူငွေငွေတော့ရှိတယ်ပေါ့သူ့မှာတော့ဖတ်စာလို့များကြည့်တော့ရှိတယ်ဆိုတော့တထဲတွင်တော်ပါတီထောင်ဖို့ဆိုတာကမခက်တော့ပါဘူးပေါ့နော်ကဲဒါဆိုတော့ဒီလောက်နဲ့ပဲကျွန်တော်ရင်းနာပြရစီပေါ့နော်ကြီးစုသမိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ် thank you so much for watching beautiful people i love you guys take care god bless i will see you soon ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတပိုးချရဆိုတော့ youtube မှာလေ subscribe လုပ်ပေးချင်အပ်လို့ရပါတယ် bye bye guys